။ငါးနှစ်မွေးသူအလုံးမင်္ဂလာပါ။2025ခုနှစ်မေလ15ရက်ကနေ21ရက်နေ့အတွင်းတည်ရှိနေတဲ့ကာလမှာရပိုင်ခွင့်နေလဲဝဲပြန်ရမယ်။ထူးခြားသောပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိမယ်။ရည်မှန်းထားသည့်တို့ကိုလက်တွေ့ကောင်းထည့်ဖော်၍အစ်င့်မြင့်သောနေထားကိုရမယ်။ခီးကိစ္စတွေအစီအပြင်မယ်။အရွေးရခင်အောင်ခွင့်ရနှမျိုးတပြိုင်တည်းထဲကြုံမယ်ခက်ခဲတဲ့လမ်းကြောင်းရွေးချယ်ရင်ကောင်းမယ်ခီးကိစ္စတွေအောင်မြင်မယ် ချစ်သူခင်သူယဉ်ကျေးသူများနဲ့မကြာခဏစကားများရတဲ့တဲ့ဝေးကွာတဲ့သူတွေနဲ့လည်းပြန်ဆုံဆက်တဲ့မိတ်ဆွေပေါင်းသင်းအောင်များနဲ့ပြန်လည်ဆုံစည်းမှုရဲ့နှစ်သာရရှိမယ်။ဥဒိကျပြောင်းပြီးလောကန်ချင်းရဲ့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိမယ်။ဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ ကြောင်စာစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါတယ်15ရက်နေ့မှာထူးခြားတဲ့အပြောင်းလဲနဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်အခက်အခဲအားလုံးကိုကျော်ပြီးဘဝတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုရအောင်ဖန်တီးနိုင်လိမ့်မယ်ရပိုင်ခွင့်တွေလက်ဝဲပြန်ရမယ်16ရက်နေ့မှာအရာရာအစဉ်ပြေခြင်းနဲ့လိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းကိုချုံမယ် 18ရက်နေ့မှာရှင်ပြန်မှုမှာမြင်အောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းနှစ်သာသာရှိတယ်ဒါပေမဲ့လူလေးယောက်တူခီးသွားခြင်းမပြုရအောင်အန္တရာယ်ရှိတတ်တယ်အဲ့ဒီနေ့မှာအနောက်ရောက်ကုန်တည်သွားစရာနေဖြစ်တတ်တယ်နေ့တနင်္ဂနွေနဲ့သုံးနိုင်ကြမှာသွာလာနေထိုင်ကြူဆက်ရမယ်18ရက်နေ့မှာတော့ရန်ပတိဘက်ကနေကြတဲ့ကအောင်မြင်မှုအစဉ်ပြေမှုလေးတွေဖြစ်လာပြီးတော့လူရပြည့်စုံမယ်ဘဝတိုးတက်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်19ရက်နေ့ဟာ ထူးခြားသောနေ့တစ်ခုဖြစ်တဲ့အဲ့ဒီနေ့မှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းထူးခြားသောအပြောင်းလဲနဲ့တိုးတက်မှုဖြစ်စေနေကြုံမယ်။20ရက်နေ့မှာကောင်းသောခံချမှန်းနဲ့နှစ်သာရရမယ်။အခက်အခဲအလုံးကိုပြေလည်အောင်ဖြေရှင်းနိုင်မယ်။ခီးကံကောင်းမယ်။21ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းအလိုပြည့်စုံခြင်းဘဝတိုးတက်ခြင်းကိုမလွဲစေကြပေါ့ကြုံမှုရှိပါလေ။ဒီကာလအတော်တွင်းမှာတနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကိုနဲ့အကျိုးပေးတယ်။တနင်္လာနေ့ကြာသပတေးနေ့မွေးသူများကြောင့် စိတ်နောက်ဆက်လေးတွေရှိနိုင်တယ်။နှင်းငါးကိုကနန်းနေကိုနဲ့အကျိုးပေးတဲ့ကနန်းတွေဖြစ်တဲ့အဖြူရောင်စိမ်းရောင်မိခိုးရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာဂျန်စီရဲ့ဂျန်စီချက်ရွယ်ချက်တွေမှာအထူးတလဲအောင်မြင်ခြင်းနဲ့အစဉ်ပြေခြင်းတို့ကိုရရှိနိုင်ပါတယ်။မေလ16ရက်နေ့မှာအဲ့ဒီနေ့ကနေစပြီးတော့9ရက်ဆက်တိုက်အမဲသားရှောင်းထူးထူးခြားခြားကောင်းခြင်းတွေအနာဂတ်မှာရှိလာပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။